ဖိုင်တာဘွားနောက်ဆုံးပွဲကိုအလဲထိုးနိုင်ပွဲနဲ့နှုတ်ဆက်ပြီးဘောနက်ပါဒိမ့်ပိုင်လိုက်တဲ့ကချင်သားကြီးအော်လာအန်ဆန်းကချင်သားကြီးအော်လာအန်ဆန်းရဲ့ဝမ်းချန်ပီယံရှစ်ကစားသမားဘွားနောက်ဆုံးပွဲစဉ်သူ့ရဲ့ဖိုင်တာဘွားနောက်ဆုံးပွဲစဉ်ကတော့ပရိသတ်တွေအတွက်တကယ်ကိုမမေ့နိုင်စရာအမှတ်ရများစွာနဲ့ပြည့်နေခဲ့လို့ပြောမှာပါအဝမ်းချန်ပီယံရှစ်နဲ့2014ခုနှစ်မှာစတင်လက်တွဲခဲ့တဲ့အော်လာအန်ဆန်းဟာဆယ်စုနှစ်တခုကြာပြတ်တန်းခဲ့ပြီးတဲ့နောက်မှာဖိုင်တာဘွားဝမ်းချန်ပီယံရှစ်ကစားသမားဘွားကနေအနားယူဖို့ဆုံးဖြတ်လိုက်ပြီးဖြစ်ပါရင်အော်လာအန်ဆန်းအနေနဲ့ဝမ်းချန်ပီယံရှစ်ကစားသမားဘွားနောက်ဆုံးပွဲစဉ်အနေနဲ့ဒီနေ့မနေ့အစောပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့လုံခြုံရေးအားကစားရုံးထဲမှာကျင်းပခဲ့တဲ့159တတိစစ်မှာအချိန်လုံးဝတကယ်ချင်းလဲဖြစ်တယ်လို့အတူတူလေးကျင်းပလဲဖြစ်တဲ့ဆွေးနွေးနိုင်ငံတောင်းကာလီစတန်စပီစတန်နဲ့ထိုးတက်ခဲ့ရမှာဒုတိယအချိန်မှာပဲအလဲထိုးနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဝမ်းချန်ပီယံရှစ်မှာမီဒယ်ဝိတ် MMA ချန်ပီယံခပတ်နဲ့လိုက်ဟေဗီဝိတ်ချန်ပီယံခပတ်တွေကိုဒိမ့်ဖိုင်ရရှိခဲ့မှုတဲ့အော်လာအန်ဆန်ဟာမြမောက်ခုံဆောင်ဖိုင်တာတယောက်ဖြစ်တယ်လို့ပရိသတ်အချစ်တော်ကစားမတယောက်လည်းဖြစ်ပါတယ်။အော်လာမတိုင်ခင်တော့ကဆိုရင်ဝမ်ချန်ပီယံရှင်နဲ့ပတ်သက်ပြီးတော့ပရိသတ်တွေကဘာမှရေရာမသိတယ်လို့ MMA ကစားနည်းဆိုတာဘာလဲဆိုတာတော့သိရတဲ့သူကတော်တော်လေးနေပါတယ်။ ဒီလိုမျိုးမြန်မာပရိသတ်တွေနဲ့စိတ်နေတဲ့ MMA ကစားနေကိုအောင်လားကစတင်မိတ်ဆက်ပေးခဲ့တာဖြစ်သလိုကမ္ဘာချန်ပီယံတိုက်တန်တွေကိုရယူပြီးတော့အောင်လားကမြန်မာကုံကိုစောင့်မေးခဲ့တာဖြစ်ပါတယ်။အောင်လားအနေနဲ့2020ခုနှစ်ဝင်းကျင်မှာ Ryanair Twitter ကိုရှုံးနိမ့်ခဲ့ပြီးနောက် One Championship ရဲ့ Middleweight ခပ်ဘက်ကိုပြန်လည်ရယူဖို့မျှော်လင့်ချက်ထားခဲ့ပေမဲ့လည်းပြီးခဲ့တဲ့နှစ်တွေအတွင်းမှာအာလူကန်ကိုနှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက်အနားယူဖို့အတွက်ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ တကယ်တော့အာရိုဂန်ကိုဒုတိယအကြိမ်ရှုံးနေခဲ့ပြီးရတော့အောင်လဟာအနာရီဘုတ်တက်ဆုံးဖြတ်ထားခဲ့တာပါဒါပေမဲ့လည်းနောက်ပိုင်းမှာသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ခဲ့ပြီးပရိသတ်တွေအတွက်အမှတ်တရပွဲတော်ဝဲထိုးသက်ပေးသွားဖို့အတွက်ဂျန်စီကက်ဟန်တူပါတယ်ဒီလိုနဲ့ဝမ်ချန်ပီယံရှစ်ဘက်ကလည်းအောင်လအန်ဆန်ကိုဇာဗီစတန်နဲ့ပွဲတယ်ပေးလာခဲ့တာပါအောင်လဟာဒီပွဲအစဉ်မှာသူ့ရဲ့ပုံမှန်ကွင်းထဲကိုဝင်လာရင်ဖွင့်နေကြတဲ့တင်ဖြစ်တဲ့အမဲလိုက်အကသချင်းနဲ့ပွဲထွက်လာခဲ့ပါတယ်ဒါပေမဲ့ဒီခေါက်အမဲလိုက်အကသချင်းဟာနောက်ကန်ဘက်ဂရောင်းမျိုးစိနေနဲ့ဖွင့်လာမှုပဲနဲ့နိုင်ငံကျော်သေးတဲ့ရှင်လေးဖြူကိုယ်တိုင်ကအမဲလိုက်တချင်းကိုကိုယ်တိုင်တီဆိုပြီးအောင်လနဲ့အတူ ဂျိုးဝိုင်းထက်ကိုရှောက်လန်းလာခဲ့တာကမြန်မာပြည်သက်တွေအတွက်ကောအောင်လအန်ဆန်အတွက်ကောအဆိုရလေးပြူအတွက်ပါတကယ်ကိုအမှတ်တရတစ်ခုဖြစ်နေမှာသိကြပါရင်အဲ့တော့ပွဲချောင်းကိုပြန်ပြောင်းရမယ်ဆိုရင်ပထမအချိန်မှာအောင်လအန်ဆန်ရောကာလီစတန်နှစ်ယောက်စလုံးအချိန်တွေကိုကဲခတ်ပြီးတော့အောက်ခြေခက်ချက်လေးနဲ့ပွဲကိုအစာပြိုးဖို့ကြိုးစားနေခဲ့ကြပါရင်သူတို့တို့ဟာတယောက်နဲ့တယောက်အချိန်တွေကိုကဲခတ်ပြီးတော့အောက်ခြေခက်လိုက်လက်တီးချက်လေးတွေပေးလိုက်နဲ့ပွဲကတော်တော်လေးပြင်းစရာကောင်းပါရင်ပွဲချိန်3မိနစ်ဝန်းကျင်မှာတော့အော်လာအန်ဆန်ရဲ့ဘယ်ညာဝိုင်းလက်တီးကိုမြင်တွေ့ခဲ့ရလို့ကာလီစတန်ရဲ့အမြင့်ကန်ချက်တွေကိုလည်းမြင်တွေ့ခဲ့ရတာဖြစ်ပါရင် ဒီနေ့ပွဲကဒုတိယအချိန်မှာအကောင်းဆုံးအနေထားကိုရောက်ရှိလာခဲ့ပြီးကာလစ်တန်ကပွဲစားတဲ့ကဘန်ညာလေးစီချက်တွေအမြင့်ကန်ချက်တွေနဲ့အောင်လက်ကိုဆက်လိုက်ဖျားပေးနိုင်ခဲ့ပါတယ်။ကချင်သားကြီးကလည်းသူ့ရဲ့ striking power ကိုပြသခဲ့ပြီးတော့ဘန်ညာလေးစီချက်တွေတတော်ရိုက်ချက်တွေချုံတွူးတွေနဲ့ကာလစ်တန်ကိုအခက်တွေ့စေခဲ့ပါတယ်။ဒီနေ့ပွဲအချိန်5မိနစ်အကျော်မှာတော့အောင်လက်အန်ဆန်ရဲ့ဂျောင်းပိတ်ထိုးတဲ့ဘန်ညာလေးစီဝိုက်ချက်တွေကြောင့်ကာလစ်တန်မျက်ခုံးကွဲခဲ့တယ်လို့ကာဒီအဆန်ရဲ့တံမြန်လက်သီးချက်ကြောင့်အောင်လာလည်းမျက်ခုံးကွဲပါတယ်ဒီလိုနဲ့ပွဲချီနည်းနည်းကြာလာတဲ့အများအောင်လာရဲ့ချုပ်တူးတိုက်ချက်တွေပတ်ရောင်ရိုက်ချက်တွေဘန်ညာလက်သီးတွဲလုံးတွေ ဘဲဝိုက်လက်တီညာဝိုက်လက်တီတွေအကြောင်းကာရီစတန်တယောက်တော်တော်လေးအထိနာခဲ့ပြီးတော့နောက်ပိုင်းမှာဂိုင်ပွဲရဲနဲ့အရှုံးပေးလိုက်တာဖြစ်ပါရင်အွန်လိုင်းအနေနဲ့ဒီပွဲမှာလည်းထုတ်နေနိုင်ရရှိခဲ့တာကြောင့်ဘာနက်ဒေါ်လာ9000ကိုလည်းရရှိခဲ့တာဖြစ်ပါရင်ဒါအပြင်အွန်လိုင်းအနေနဲ့လာမယ့်1173ပြိုင်ပွဲမှာလည်း1 Championship Hall of Fame အဖြစ်ထည့်သွင်းကုန်ပြုခြင်းခံသွားရမှာလည်းဖြစ်ပါရင်ပွဲပြီးမှာအွန်လိုင်းကသူ့အမြဲတမ်းအားပေးနေတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ကြောင်းပြောသွားခဲ့သလို ကွင်းနေထီလာရောက်အားပေးကြတဲ့မြန်မာပရိသတ်တွေကိုလည်းမြန်မာဘာသာစကားနဲ့ကျေးဇူးတင်ကြောင်းပြောသွားခဲ့တာဖြစ်ပါရင်အဲဒီနောက်အလာအန်ဆန်ဟာသူ့ရဲ့ level 8ကိုဂျိုးဝိုင်းထဲမှာထားခဲ့ပြီးတော့ one champion ရှေ့ကစားမဘွား fighter ဘွားကစားမဘွားကနေပြီးအနာယူကြောင်းတင်းဝင်းကျင်ညာသွားခဲ့တာဖြစ်ပါရင်အလာဟာ one champion ရှေ့ကစားမဘွားကနေအနာယူသွားခဲ့ရဆိုပေမဲ့နီးပြားအဖြစ်နဲ့တော့သူ့ကိုဆက်လက်မြင်တွေ့ရအောင်မှာဖြစ်ပါရင်အလာတောင်ကစားမဘွားမှာအောင်မြင်မှုများစွာတင်ပိုင်နိုင်ခဲ့တယ်လို့နီးပြားဘွားမှာလည်းအောင်မြင်မှုများစွာရရှိမလားဆိုတာကလည်းဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါရင်